အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးဟိုနေ့လေခင်းလေးဖြစ်ပါဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့နေ့လေမှာတော့ကျွန်တော်အဓိကအဲ့ကျွန်တော် Manchester United သင်ရဲ့ breaking news လို့လည်းပြောလို့ရတဲ့တဲ့မို့နော်အဲ့ Manchester United ရဲ့ breaking news ကအခုလက်ရှိမှာ Manchester United အသင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ ကာစမီရိုကမန်ချစ်စတာယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ဘူးလို့သတင်းတွေကသိရတယ်မှာပါပါတယ်မန်ချစ်စတာယူနိုက်တက်အသင်းကလက်ရှိမှာကာစမီရိုကိုဒါလက်ရှိစာချုပ်ရတနှစ်သက်တမ်းတိုးပိုင်ခွင့်ရှိတယ်ဒါပေမဲ့ယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာဒါအဲ့တနှစ်သက်တမ်းတိုးတာတစိုင်မန်ချစ်စတာယူနိုက်တက်အသင်းနေနဲ့ဒီကစားသမားကိုဒါကျွန်တော်စာချုပ်အသစ်ပုံစံမျိုးကမ်းလှမ်းခဲ့တယ်အဓိကကတော့ကျွန်တော်အကုန်လုံးတည်ထားပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့ကာစမီရိုလုခလာစာကအင်မတန်မှများလို့နဲ့အတွက်ကြောင့်မန်ချစ်စတာယူနိုက်တက်ဘက်ကနေပြီးတော့အဲ့ဒီများလို့နဲ့လာစာကိုရှော့ချမယ်မားလို့နဲ့ လဆာကိုရှော့ချပြီးတဲ့အနေထားကနေပြီးတော့သူတို့အနေနဲ့ဒါစာချုပ်တင်မှာဒါကြောင့်လက်ရှိရနေလဆာထက်45ရာခိုင်နှုန်းနဲ့40ရာခိုင်နှုန်းလောက်နည်းတယ်ဒါကြောင့်ကက်လန်မှုတစ်ခုနဲ့ United ကကက်လန်ခဲ့မှုတွေရှိခဲ့တယ်။ပထမကကာစမီရိုအနေနဲ့လက်ရှိမှာဒီစာချုပ်နဲ့ပတ်သက်ပြီးသူတို့အနေနဲ့စဉ်းစားမှုတချို့ပြုလုပ်ခဲ့တဲ့အနေထားမှာရှိခဲ့ပေမဲ့လက်ရှိမှာသူ့အနေနဲ့သူဟာလက်ရှိရနေတဲ့လဆာကို Saudi ဘက်က ပေးနိုင်တဲ့အတွက်ကြောင့်မို့ Saudi ကိုတော့ပြောင်းရွှေ့ဖို့အတွက်လာမယ့်ရာသီမှာတေချာလောက်နီးနီးဖြစ်သွားပြီဆိုပြီးတော့တရင်းနေ source တွေကတောက်လျှောက်တက်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပါတယ်ပေါ့။အဲ့တော့လက်ရှိမှာဒါကျတော့ Manchester United အသင်းန နေနဲ့ဒါကျွန်တော်လက်ရှိကာဆယ်မဲရိုနဲ့ပတ်သက်ပြီးတော့သူတို့အနေနဲ့ဒါ ပထမစာချုပ်တက်တန်းတစ်နှစ်ဥစ္စာကိုတို့တွေနဲ့ကန်လန်းမှုရှိခဲ့တယ်။တို့တွေနဲ့ဘယ်နည်းနဲ့မှလက်ရှိမှာကာစမဲရဲ့စာချုပ်တဲကဒါကျွန်တော်တစ်နှစ်ဆိုတဲ့ဥစ္စာမျိုးကိုတိုးဖို့အတွက်ဒါလက်ရှိမှာအခြေအနေမပေးခဲ့တဲ့အနေထားမှာရှိတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကဒါကာစမဲရအနေနဲ့ဒါကျွန်တော်တို့အနေနဲ့ကာစမဲရဘက်ကရှင်းတယ်။သူ့အနေနဲ့ဒါစာချုပ်တက်တန်းဒါသူ့ရဲ့ original စာချုပ်မှာပါတဲ့ plus 1ကိုတိုးခြင်းသူစာချုပ်တစ်ကူတော့သူ့အနေနဲ့လက်ခံဖို့အတွက်လုံးဝမရှိဘူးဆိုတဲ့ပုံစံမျိုးကိုစာချုပ်တစ်ဘက်ကနေပြီးတော့ဟိုဆိုကျွန်တော်တို့သတင်းတွေဘက်ကနေပြီးတော့စတင်ပြီးထွက်လာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ဒါ Manchester United တဲ့လက်ရှိဒီပြဖြစ်တဲ့ Ruben Amorim မိုရင်းကတော့သူ့ရဲ့တာကျွန်တော်တို့ဟော sorry ပါ သူ့ရဲ့ဒါကျွန်တော်တို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးသူကတော့ဒါကာစမီရိုတော်တော်လေးသဘောကျတယ်ဒါ United အသင်းကိုလည်းတစ်နှစ်လောက်ဆက်ထိန်းစေခြင်းပေမဲ့လက်ရှိလစာများတာကိုလည်းအသင်းဘက်ကကောင်းကောင်းကြီးနားလည်တဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရမယ့်အနေအထားမှာရှိတယ်ပေါ့နော်အဲ့တော့မြည်တော့ပင်စူစီကမှအခုလက်ရှိနောက်ဆုံး update သတင်းတွေရနောက်ဆုံးသွားနေတဲ့ပုံစံတွေရဆိုရင်တော့ Manchester United ဒါဆိုရင်တော့ Casemiro ရဲ့နေရာမှာဒါကျွန်တော်တို့လူသစ်တစ်ယောက်ကိုဝယ်ယူရမယ့်အနေအထားတစ်ခုကိုပြင်ပြီးရောက်ရှိလာခဲ့ပြီလို့ပြောလို့ရမယ်လို့မှာပါတယ် United အသင်းကပြန်စစ်ဆေးကြည့်မယ်ဆိုရင်တော့ဟုတ်တော့လေဟုတ်ပါတယ် Casemiro လက်ရှိရလာစာက3သိန်းနဲ့3 သိန်းခွဲကြရှိတယ်တပတ်လောက်ခလာစာ1.2တလလောက်ခလာစာ1.2မီလီယံလောက်ရှိပြီးတော့တနစ်ကိုဒါကျွန်တော်တို့တိုတက်ပေါင်18သန်းလောက်နီနီပေးနေရတဲ့အတွက်ကြောင့်မကာဆမဲရိုကိုလက်တွဲဖြုတ်ချင်တာကိုလည်းဒီနေရာမှာနားလည်လို့ရနေတာမှရှိတယ်ဒါပေမဲ့ United ဘက်ကလက်ရှိမှာကျွန်တော်ကောလာဟာလာတွေတည်ရတယ်ဆိုရင်လက်ရှိကာဆမဲရိုကိုစာချုပ်တက်မှာတသိန်း8000နဲ့နှစ်သိန်းကြားမှာရှိခဲ့တဲ့ကံလန်မှုတစ်ခုကိုဒါပုံစံမျိုးလုပ်ခဲ့ပေမဲ့ကာဆမဲရိုကဒါကိုလုံးဝစိတ်ဝင်စားခြင်းမရှိဘဲနဲ့သူ့နဲ့သူလက်ရှိရနေတဲ့လာစာထက်ပိုပေးမဲ့ဆော်ဒီဘက်ကိုတော့သွားဖို့အနေထားမှရှိတယ်သွားရတယ်ဆော်ဒီဘက်ကလက်ရှိမှာဒါကာဆမ ဲကိုတပတ်လောက်ခလာစားပေါင်9သိန်းနဲ့9သိန်းခွဲလောက်ထိကမ်းလန်းပြီးဒါကျွန်တော်လက်ရှိမှာ sorry back ကခေါ်ပွားမှုရှိတယ်ကိုလာဟာလာရဲ့ခရစ်စတီယာနိုရော်နယ်ဒိုအသင်းဖြစ်တဲ့အောင်နာစီယာကနေပြီးတော့ဒီအသင်းကနေဒါကျွန်တော်တို့ ကာဆီမီရိုကိုခေါ်သွားပြီးတော့လက်ရှိမှာနံပါတ်1ပြီးနေလို့သိရတယ်ဒါမှပါတယ်ယူနိုက်တက်သင်္ကန်းကာဆီမီရိုကိုဒီနှစ်ဆောင်းရသည်မှာရောင်းချဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးရူဘင်အာမိုရီရဲ့လက်ရှိဒါကြောင့်အသင်းမှာတော်တော်လေးကိုအရေးကြီးနေတဲ့ part of the plan ဖြစ်တဲ့ကြောင့်မို့ယူနိုက်တက်သင်္ကန်းတော့ကာဆီမီရိုကိုတော့ဒီနှစ်ကုန်တဲ့ဒီစာချုပ်တက်တဲ့ကုန်တဲ့ဒီအသင်းမှာဆက်ထားပြီးတော့စာချုပ်တက်တဲ့ကုန်မှသာအသင်းကနေပြီးတော့တရားဝင်ဒါကြောင့်ထွက်ခွာခွင့်ပေးသွားမှာဖြစ်တယ်လို့လည်းသိရတယ်ဒါမှပါအဲ့တော့ Manchester United အသင်းရဲ့လက်ရှိမှာကာဆီမီရိုကတော့ဒါကြောင့်တခန်းရပ်သွားဖို့အတွက် တော်တော်လေးကိုတေချာသွားခဲ့ပြီဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့လက်ရှိမှာကျွန်တော်အနေနဲ့ပြောပြရစီပေါ့နော်အဲ့တော့ဒါကလက်ရှိမှာကာဆီမီရိုကမန်ချက်စတာယူနိုက်တက်တင်းနဲ့လာမယ့်ရာသီမှာလမ်းခွဲဖို့အတွက်တေချာသွားပြီဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးထားခဲ့တာဖြစ်ပါတယ်နောက်တဲ့သတင်းအနေနဲ့လက်ရှိမှာမန်ချက်စတာယူနိုက်တက်တင်းက IS ကလူငယ်ကစားသမားလေးကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အခုလက်ရှိမှာမှာအသက်16နှစ်အရွယ်ရှိတဲ့ကစားသမားလေးကိုတော့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ လဲလာလဲဒါကျွန်တော်ကင်းတောက်တွေကိုဒါကျွန်တော်တရားဝင်ဆင်လွတ်ထားခဲ့လို့သိရတယ်မှာပါတယ်အခုလက်ရှိဒါကျွန်တော် ISC ဒါလူကြီးအသစ်မှာဒါကျွန်တော်ရှစ်ပွဲပွဲထွက်ခွင့်ရခဲ့တယ်ဒါအရန်နဲ့ကဒါကျွန်တော်တို့တိုးတက် အေးပေါ့ဟိုပွဲထွက်ခွင့်ရတဲ့အနေထားမှာကျွန်တော် first 11မှာပါတဲ့ပွဲစဉ်ကတော့နှစ်ပွဲလောက်ပဲရှိပြီမယ်အရန်နဲ့ပွဲထွက်မှုတွေကိုပြင်ပြခဲ့ပြီမယ်အခုလက်ရှိမှာဒီကစားသမားကဒါ DM နေရာပေါ့နော်အဲ့တော့ DM နေရာဖြစ်တဲ့ကြောင့်လက်ရှိမှာသူတို့နေနဲ့အခုလက်ရှိကွင်းလယ်ဘိုင်းအရာဒါကျွန်တော်ဒီကစားသမားကိုစိတ်ဝင်စားမှုတွေကိုပြုလုပ်နေတယ်အခုလက်ရှိဒါကျွန်တော်တိလောက်ကကစားသမားဒါကြောင့်မိုကိုယိုလို့ခေါ်တယ်ပေါ့နော်နာမည်ရှေကောက်ကဒါကျွန်တော်တို့ဂျော်တီမိုကိုယိုဆိုတဲ့နာမည်နဲ့သွားပါတယ်ဂျော်တီမိုကိုယိုကိုလက်ရှိမှာတော်တန်ဟိုတော်တော်ဟောဆိုပါတဲ့ Manchester United အသင်းနဲ့တော်တော်ကြီးကိုစိတ်ဝင်စားမှုတွေကိုမြင့်တက်နေတာကိုတွေ့ရမယ် Manchester United အသင်းကဒီကစားသမားကိုဒါကျွန်တော်ကွင်းလ ဲ့နေရာမှာဆော့လို့ရနေထားမှရှိတယ်ဒီကစားသမားလက်ရှိမှာကျတော့ defensive midfielder ဒါကျွန်တော် central midfielder left back ဆိုတဲ့ကစားသမားမျိုးနေရာစုံမှာဆော့ယူလို့ရတဲ့အတွက်ကြောင့်ဒီကစားသမားကိုစိတ်ဝင်စားနေပြီးလက်ရှိမှာဒီကစားသမားကလာမဲ့2020ခေါ်မှာစာချုပ်တက်တန်ကုံဆုံးတော့မှာဖြစ်တဲ့အကြောင်းမို့ United ကဒီကစားသမားကိုဒါကျွန်တော်အသက်16နှစ်အရွယ်ပြည့်တဲ့အချိန်မှာမြန်မြန်ဆက်ဆက်ဝယ်ယူဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ် United ကဒီကစားသမားကိုတော့ Euro 5သန်းလောက်နဲ့ခေါ်ယူနိုင်ဖို့အတွက်လက်ရှိမှာတပြေးနေတဲ့နေရာမှာပါပါတယ် Manchester United ကိုလည်းဒီကစားသမားကိုယ်တိုင်ကလည်းပြောင်းရွှေ့ခြင်းနဲ့ကြောင့် United အသင်းကတော့လူငယ်ကစားသမားနောက် ောက်တစ်ယောက်ကိုခေါ်ယူဖို့အတွက်လက်ရှိမှာဒါကျွန်တော်တော်တော်လေးကိုအခြေအနေကောင်းနေတဲ့နေရာမှာပါတယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ Manchester United ကတင်ကအခုလက်ရှိမှာလူငယ်ကစားသမားတွေတောက်လျှောက်ခေါ်ယူဖို့အတွက်ကြိုးစားနေတဲ့သတင်းတွေကတော့တော်တော်လေးကိုဒါကျွန်တော်တို့ ပြုတ်လုံနေတဲ့တဲမှာပါတယ်မန်ချက်စတာယူနိုက်တက်တင်းနေဒီနောက်တော့ခုနကပဲ6မိနစ်ပြည့်အောင်နေဆက်အောင်ပါဆိုတော့မန်ချက်စတာယူနိုက်တက်တင်းနေခုလက်ရှိမှာနောက်တဲ့တင်းတစ်ခုနေနေဆိုရင်တော့ယူနိုက်တက်တင်းကလက်ရှိဒီနှစ်ဆောင်းရာဒီမှာဆမ်မီညိုကိုခေါ်ယူဖို့အတွက်တော်တော်လေးကိုစိတ်ဝင်စားတယ်ဒါပေမဲ့ပြဿနာကလက်ရှိမှာဒါယူနိုက်တက်တင်းနဲ့ကြံနေတာကျွန်တော်တို့စိတ်ဝင်စားတဲ့အသွင်းနဲ့ရှင်မယ်ဆိုရင်တော့လက်ရှိဘတ်ဂျက်အခြေအနေကယူနိုက်တက်အသင်းကကစားသမားကိုအရင်ရောင်းပြီးမှပဲဝယ်လို့ရနိုင်မဲ့အခြေအနေကိုရောက်နေတယ်လို့သိရတယ်တဲမှာပါတယ်အဲ့တော့ပြောချင်တာကယူနိုက်တက်တင်းနဲ့ဒီနှစ်ဆောင်းရာဒီမှာခရက်က market ratio ကို white land ဒီကစားသမားနှစ်ယောက်ထက်ကတစ်ယောက်ရဲ့အယောင်းသာပြတ်သွားခဲ့မယ်ဆိုရင်တော့ ောင်းဆမ်မီညိုရဲ့အပြောင်းရွှေ့အတွက်ဖြစ်သွားနိုင်တဲ့အနေထားမှာရှိတယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့တွေကလက်ရှိမှာအလန်းဝေးတဲ့အနေထားမှာရှိတယ်။နပိုလီသင်းကလက်ရှိမှာ white line ကိုဝယ်ယူဖို့အတွက်တရားဝင်ပြင်ဆင်နေခဲ့ပေမဲ့တကယ်တော့ purchase လုပ်မယ်ဆိုရင်တော့မှလာမယ့် new year ဒီကြားမှာပဲ purchase လုပ်ဖို့အတွက်ရာခိုင်နှုန်းများတယ်။ market ratio လည်းဒီတိုင်းပဲလက်ရှိမှာ barcelona သင်းကလည်းကျွန်တော် market ratio ကိုအပိသက်ဝယ်ယူဖို့အတွက် manchester united အသင်းနဲ့တရားဝင်တာကျွန်တော်ဆွေးနွေးမှုတွေပြုလုပ်နေခဲ့ပေမဲ့လက်ရှိမှာ market ratio ကိုဒါကျွန်တော် barcelona သင်းကဒါကျွန်တော်တော်တော်လေးကိုဈေးနည်းတဲ့ဈေးနဲ့ပေါင်သန်း30ပတ်ချလဲဝိညာဉ်ကြားနဲ့ဈေးနိုင်ချင်တဲ့သဘောမှရှိတယ်။ united ကလက်ရှိမှာဒါအပိသ သက်ဝယ်ယူပိုင်ခွင့်ဆိုတဲ့ဒါကျွန်တော်စာချုပ်ကိုကျင့်သုံးဖို့အတွက်ပဲအသင်းတွေကိုတရားဝင်အသိပေးထားခဲ့တယ်။ဝိုင်လန်နဲ့ပတ်သက်ပြီးနပိုလီကအဓိကဆွေးနွေးကြတာအရေးကြတဲ့ကိစ္စနဲ့ဆွေးနွေးကြတာ။ဒါပေမဲ့ခုနကပြောရက်ရှ်ဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါဘာစနာအသင်းကတော့ဈေးကြီးတဲ့အတွက်ကြောင့်သူ့အနေနဲ့ဒါအပိသက်ခေါ်ယူမယ်ဆိုရင်တော့မှသူတို့အနေနဲ့ဒါကျွန်တော်တို့ဈေးချော့ပေးဖို့အတွက်အဓိကဆွေးနွေးကြတဲ့သဘောမှရှိတယ်ဆိုတဲ့ဥစ္စာမျိုးရှိတယ်ပေါ့နော်။အဲ့တော့ဘယ်လိုပဲပြောဒါကျွန်တော် Manchester United အသင်းကလက်ရှိမှာအကယ်၍အဲ့ဒီကစားသမားတွေစီကနေဘတ်ဂျက်ရမှသာဒီနှစ်စောင်းရသည်မှာငွေသုံးနိုင်မယ့်အနေအထားတစ်ခုပေါ်ရှိသွားတယ်။အဲ့တော့ Fabrizio Romano ကိုယ်တိုင်ကလည်းသူ့ရဲ့ Twitter စာမျက်နှာ မှာတရားဝင်ပြောခဲ့တဲ့အနေထားမှာရှိတယ်ပေါ့နော်အဲ့တော့ပြောချင်တဲ့အနေထားတစ်ခုကဘာဖြစ်လဲဆိုတော့ Tottenham Hotspur အသင်းတို့ဒါကျွန်တော်လက်ရှိမှာ Manchester City အသင်းတို့ Liverpool အသင်းတို့စိတ်ဝင်စားနေတဲ့ Seminyo ကို Manchester United အသင်းတွေနဲ့ပတ်စံကလက်ရှိအနေထားကမပေးနိုင်တဲ့အနေထားတော့မဟုတ်ဘူးဒါပေမဲ့ United တင်းနဲ့ Seminyo အတွက်ဒီနှစ်စောင်းရသည်မှာခရက်ကတခါတဲ့ငွေသားရအသုံးပြုခဲ့မယ်ဆိုရင်တော့ တိကျရတဲ့အတိုင်းပဲဒါကျွန်တော်လက်ရှိမှာလာမဲ့နေရာတွေတော်တော်လေးကိုခက်ခဲသွားမယ် United အတွင်းလက်ရှိမှာသူတို့တို့က left wing ကစား wing ကစားသမားအရင် priority မဟုတ်တာလည်းတွေ့ရမယ်တဲ့မှာပါတယ် United အတွင်းနဲ့ဒါ Sammy Nyogo ဆိုရတဲ့ဆိုင်ကွေးလယ်ပိုင်းကို Marquis signing ကိုလာမဲ့နေရာဒီမှာ budget သုံးပြီးခေါ်ယူခဲ့တာကမှသူတို့အတွက်ပို့ပြီးတော့ငွေကြေးရအဆင်ပြေမယ်လို့သူတို့အနေနဲ့ပြန်ပြီးတွက်ထားခဲ့တာကိုတွေ့ရမယ်အဲကြောင့်မို့လက်ရှိမှာ Sammy Nyogo ခေါ်ယူဖို့အတွက်လက်ရှိမှာ United အသင်းဘက်ကတဖြည်းဖြည်းနဲ့လက်လျှော့လာခဲ့တဲ့ဆိုတဲ့ပုံစံမျိုးကို Simon Stone ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာပြောထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ United အသင်းပရိသတ်တွေက Sammy ီညိုကိုသဘောကျတယ်ဆိုပေမဲ့လက်ရှိမှာ United အသင်းရဲ့တိုက်စစ်ပိုင်းမှာ Matthews ခွန်နာကောဒါကျွန်တော် Brian Amwamuru ကောရှိနေတဲ့အတွက်ကြောင့်မို့ United ကလည်း Seminyo နဲ့ပတ်သက်ပြီးအရန်ကြီးဒါကျွန်တော်ခုခုမင်မင်ရှိနေတဲ့အနေထားမှာတော့မရှိဘူးနော် United အသင်းကလက်ရှိမှာ Seminyo တက်ဆိုင်တော့ Adiyami နဲ့ပတ်သက်ပြီးပို့ပြီးတော့စိတ်ဝင်စားရဲဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Adiyami နဲ့ပတ်သက်ပြီး United ကလည်း Jorge Mendes နဲ့ဒါတရဝင်ဆွေးနွေးထားခဲ့ရဲဆိုတဲ့သတင်းကိုလည်းကျွန်တော်မနေ့ကတင်ဆက်ထားပေးခဲ့ပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီကြားထဲမှာကျွန်တော်သတင်းတစ်ခုအနေနဲ့ထူးသွားနိုင်တာကတော့ဒါ Harry Maguire ရဲ့စာချုပ်အစ်စ်ပေါ့နော်။ Harry Maguire ရဲ့စာချုပ်အစ်စ်နဲ့ပတ်သက်ပြီး United နဲ့ Harry Maguire ရဲ့ကြားထဲမှာကောင်းမွန်တဲ့ ဆက်ဆံရေးတကူဆက်ပြီးဖြစ်နေစေဖြစ်တယ်ဟယ်ရီမကွိုင်းနဲ့ယူနိုက်တက်ကလက်ရှိမှာကန်လန်မဲ့လာဇာရှော့ယူထားတဲ့ဒါကြောင့်ကန်လန်မှုကိုလည်းယူနိုက်တက်ဘက်ကလည်းကောင်းကောင်းမွန်မွန်နဲ့ဒါကြောင့်ဆိုဟယ်ရီမကွိုင်းဘက်ကဒါကြီးကိုလက်ခံသွားဖို့တော့လည်းပြင်ဆင်ခဲ့တယ်အဓိကဟယ်ရီမကွိုင်းအနေနဲ့လက်ရှိမှာသူ့အနေနဲ့တခြားသောလိတွေတခြားသောနိုင်ငံတွေတခြားသောအသင်းတွေပြောင်းလာတဲ့ဆိုင်ယူနိုက်တက်မှာပဲသူ့ရဲ့ဒါကြောင့်အချိန်တွေကိုကုံဆုံးသွားဖို့အတွက်ဒါကျွန်တော်ဟယ်ရီမကွိုင်းရဲ့တယောက်ပြင်ဆင်လာခဲ့တဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တာတွေ့ရမယ်အဲ့တော့ဒီနေ့ဒါအဓိကသတင်းကတော့ဒါကျွန်တော် Manchester United အသင်းနဲ့ Casemiro တို့လာမယ့်ညရာဒီမှာကျွန်တော်လမ်းခွဲဖို့အတွက် တီကြလောက်ဖြစ်သွားပြီဆိုတဲ့သတင်းကအဓိကသတင်းဖြစ်ပါတယ်အားလုံးပဲကြည့်ဒီမှာလည်းကောင်းမွန်သောနေ့လေးကင်းလေးဖြစ်ပါစုမုံကောင်သွားပြီးနေပဲကျွန်တော်တော့ကြွပြပါအောင်အားလုံးပဲမြန်မြန်လေးကလစ်ပေးကြပါအောင်မြန်မြန်ကလစ်မှအမြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြည့်ဒီမှာလည်းကျွန်တော်တော့ကြွပြပါအောင်ဒီပါပါဗျ